Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အဲ assignment တွေရဲ့ letter law ဘာတွေကြုံတွေ့နေရလဲပေါ့เนาะအခြေရေရောအဲနောက်ပြီးတော့မှဘဝမှာပေါ့เนาะဘာတွေကြုံတွေ့နေရလဲဘာတွေဖြစ်ပျက်နေလဲဆိုတဲ့ဟာလေးကိုကြည့်ပေးမယ်เนาะအဲ့တော့ဒီမှာ assignment တွေအတွက်ပြောပေးမယ်เนาะ assignment တွေမှာ Taurus Virgo ကို Capricorn တွေပါမယ်เนาะအားတော့မတိတိရဲ့သူတွေတော့ပေါ့เนาะ assignment တွေပေါ့เนาะအရင်တော့ first က နာကျင်ခဲ့ရတဲ့ခံစားချက်တွေရှိမှာပေါ့နော်အဲ့နာကျင်ခဲ့ရတဲ့ခံစားချက်လေးတွေကိုခုချိန်မှာယုံထလာမှာပေါ့နော်ခုချိန်မှာယုံထလာပြီးတော့အရင်နာကျင်နာကျင်ခဲ့တဲ့အရာလေးတွေပေါ့နော်အသေးကွေးခဲ့တာပဲဖြစ်ဖြစ်အဲတကယ်လို့စီးပွားရေးအဆင်မပြေခဲ့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ရနေပြီးတော့မှအဆိုင်လေးတွေကယုံထလာမယ်နော်ယုံထလာပြီးတဲ့အချိန်ကျတော့တဲ့အေးစစ်စစ်တည်တည်ငြိမ်ငြိမ်နေပေါ့နော် အဲဒီကိုရဲ့စိတ်ကိုပေါ့နော်အေးစိတည်ငြိမ်နေတည်တည်ငြိမ်ငြိမ်နေပြန်ပြီးတော့အမ်ထိတ်ချုပ်နိုင်ပြီးတော့ပေါ့နော်ကိုရဲ့စိတ်ကို ပြန်ပြီးတော့မှထိတ်ချုပ်နိုင် ပြီးတော့အဲဒီပြန်စူးစမ်းမယ်ပေါ့နော်အဆင်မပြေတဲ့အရာကိုပြန်ပြီးတော့အဆင်ပြေအောင်စူးစမ်းမယ်စူးစမ်းမယ်တကယ်လို့ဟိုဘောရမှာပေါ့နော် balance မဖြစ်ခဲ့တဲ့အရာတွေပေါ့ balance မဖြစ်ခဲ့တဲ့အရာတွေဥမာ အလုံးလုံးအလုံးလုံးတာနဲ့ ဒီဝင်နဲ့အားနဲ့မမျှတာတို့ဒါမို့လို့ရှိရင်အခြေအနေအလုတ်ကိုင်းနဲ့ balance မဖြစ်တာတွေဒါမို့လို့ရှိရင်ကိုယ်လှုပ်ချင်တဲ့အရာနဲ့လှုပ်တဲ့အရာနဲ့ balance မဖြစ်တာတွေပေါ့နော်အဲ့လိုမျိုးတွေကိုသူ balance ဖြစ်အောင် ပြန်ပြီးရောမှထိမ့်ညိထိမ့်ညိရပေါ့နော် ထိမ့်ညိပြီးရောမှ ပြန်ပြီးရောမှအမ် ရင်ဆိုင်ပြီးတော့မှာပေါ့နော်ရင်ဆိုင်ပြီးတော့လောက်ကိုတစ်ချပြန်လုပ်တယ်ပေါ့နော်အလုပ်ဆိုလို့ရှိရင်လည်းလောက်ကိုတစ်ချပြန်လုပ်တာမျိုးတွေ့တယ်နောက်တစ်ခုကကြတော့တဲ့တော့ assign လေးတွေကို CEO ပေါ့နော်အအဓိကကတော့ ace ဖြစ်ဖို့များရပေါ့နော်အဒီအရင်ရီစားဟောင်းတွေပေါ့ရီစားဟောင်းတွေကပြန်လာပြီးတော့မှာကန်လန်းတာမျိုးပေါ့နော်ပြန်လာခြင်းနေရာမျိုးတွေ့တယ်နော်ပြန်လာခြင်းနေရာမျိုးတွေ့တယ်ပြန်လာပြီးတော့ကန်လန်းတာမျိုးတွေ့တယ်နော် အဲ့ဒါကိုอืมနှစ်ချိန်နှစ်ခါပေါ့เนาะနှစ်ချိန်နှစ်ခါဖြစ်မယ်ဒါမဟုတ်လို့ရှိရင်လည်း H device ဆိုလို့ရှိရင်လည်း2ရောက်လောက်လည်းဖြစ်ရင်ဖြစ်နိုင်တယ်เนาะ2ရောက်လောက်လည်းဖြစ်နိုင်တယ် and ဒီ assignment တွေစီကိုပြန်လာပြီးတော့ကန်းလန်းကြရတယ်ပေါ့เนาะပြန်လာကန်းလန်းတယ်ပြန်လာပြီးတော့ဆက်ရအောင်အဲ့ဘယ်လိုပဲညာပေါ့เนาะအဲ့လိုမျိုးလေး ပြန်လာကြတယ်ပေါ့နော်ပြန်လာပြီမဲ့တဲ့ HD ဒီအဆိုင်လေးတွေอ่ะ ACC ပဲအနေတယ်ကိုဘယ်လိုပြောမလဲကိုရဲ့ stay ပေါ့နော် stability နဲ့ကိုကနေကိုတည်တည်ငြိမ်ငြိမ်နေတယ်အလုပ်ကိုပဲစူးစမ်းတယ်အဲ agent အောင်ဖရာတရားလောက်တာမျိုးတွေလည်းရှိမယ်စိတ်ကိုငြိမ်ငြိမ်ထားအေးထားပြီးတော့မှ နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီနောက်ပြီးတော့ အဒီအဆိုင်လေးတွေကဒီအရင်သူပေါ့နော်အရင်သူကိုကြောခိုင်းထားတာမျိုးတွေ့တယ်နော်လှည့်မကြည့်ရမျိုးကြောခိုင်းထားတာမျိုးတွေတွေ့တယ်သူတို့ကပြန်လာကန့်လန့်ပြီမဲ့ကိုကမလာချင်တော့ဘူးပြန်မဆက်ချင်တော့ဘူးဘာလို့လဲဆိုတော့ तू ကအနိုင်တော့ဆော့နိုင်တော့ဆော့နဲ့ तू ကနာကျင်ထားတယ်နော်အဆိုင်လေးတွေကနာကျင်ထားတယ်နာကျင်ထားတာကိုနာကျင်ထားတဲ့နေရာနေပြန်လဲပြီးယုံယုံထွက်ထားတာပေါ့နော်ယုံထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူကပြန်မလာတော့ဘူးเนาะပြန်မလာတော့ဘူးတဲ့အဆိုင်လေးတွေကပြန်လှဲမကြည့်ချင်တော့ဘူးတဲ့เนาะဒါမဲ့ပေါ့เนาะအဲ့တဖန်သူကတော့အမ်ဒီအဆိုင်လေးတွေကိုပြန်ရမလားဆိုပြီးတော့မှာပေါ့เนาะအဲလူကြီးတွေကနေပဲတဆင်းအဲအဲ့လိုမျိုးပေါ့เนาะညှိသေးတယ်ပေါ့เนาะပြန်ရမလားဆိုပြီးတော့ညှိသေးတယ်ဒါမှအဆိုင်လေးတွေကလက်မခံဘူးပေါ့เนาะအဆိုင်လေးတွေကလက်မခံဘူး အဓိကကအဆိုင်ကြီးတွေဒီထဲမှာဆိုလို့ရှိရင်ငွေတွေရှာနေတာအများကြီးတွေ့ရအလုပ်လဲစူးစမ်းတယ်ငွေတွေလဲရတာမျိုးငွေရှာတာငွေငွေရှာနေတာမျိုးတွေအများကြီးတွေ့ရပေါ့နော်အဲ့ဒီမှာတဲ့အဲ့ဒီအထိတ်ကလူပါပေါ့နော်အထိတ်ကလူကအဆိုင်ကြီးတွေနောက်ကိုလိုက်နေပြီမဲအဆိုင်ကြီးတွေကတော့ငွေနောက်ကိုလိုက်နေတာမျိုးတွေ့ရတယ်နော်ငွေနောက်ကိုလိုက်နေတာမျိုးငွေကိုပဲအဓိကရှာနေတာမျိုးတွေ့ရတယ် ပြီးတော့အတိတ်က energy တွေကနေပြီးတော့မှအာယုံထားလိုက်တယ်ပေါ့နော်ယုံထားလိုက်ပြီးတော့မှအတိတ်တစ်ပတ်ပြန်ပြီးတော့အာအတိတ်တစ်ပတ်ပြန်မွေးဖွားတယ်ပေါ့နော်အတိတ်တစ်ပတ်ပြန်မွေးပါရဲကိုရစိတ်တည်လူတည်နဲ့ပြန်ပြီးတော့ကြိုးစားနေအောင်တွေ့ရဲအနောက်တစ်ခုကကျတော့အဆိုင်လေးတွေကမျောလင်းဆောင်ကားနေရလေးတစ်ခုကိုတွေ့တယ်နော်။ဘာအောင်မျောလင်းဆောင်ကားနေရလဲတဲ့။ဆိုတော့ကြည့်လိုက်တဲ့အခါမှာတဲ့နော်။ အဲတချို့ family ရှိပြီးသားလူတွေပေါ့နော်မိသားစုရှိပြီးသားလူတွေကကြတော့အင်းကလေးတွေပါလေးပေါ့နော်ကလေးလေးတွေရဖို့မျောလင်းဆောင်သားနေရမျိုးတွေ့တယ်ဒါမှမဟုတ်လို့ရှိရင်အဲ single လေးတွေဆိုလို့ရှိရင်ကြတော့ကိုယ်ဘဝကိုလွတ်လပ်ပျော်ရွှင်ဖို့အဲအဲ့ဒါမျိုးလေးကိုပြန်ပြီးတော့မျောလင်းဆောင်စားနေရမျိုးတွေ့တယ်နော်အဲနောက်တစ်ခုကကျ assignment တွေမှာပြီးဆုံးသွားတဲ့ဆက်ဆံရေးကတော့ဒီ ace ပေါ့နော် ace နဲ့ပတ်သက်တဲ့ရေစာဟောင်းနဲ့ပတ်သက်တဲ့ကဆက်ဆံရေးကတော့ပြီးဆုံးသွားတယ် ဒီ assign တွေကသူတို့ထားခဲ့လိုက်တဲ့အခုပြန်လာမယ်ဆိုတော့လည်းလာရလည်းမခံဘူးကြောက်ခိုင်းတာရယ်เนาะအ assign တွေကငွေကိုတယူတရနဲ့တန်ဖိုးထားနေတာမျိုးတွေ့တယ်ငွေကိုတယူတရနဲ့ကိုငွေကိုရှာတယ်ပေါ့เนาะရှာလာတဲ့ပတ်စံလေးတွေကိုလည်းတန်ဖိုးထားတယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့အဲကိုရဲ့အခုချိန်မှာပေါ့เนาะမိသားစုနဲ့ကိုရဲ့မိသားစုနဲ့ မိဘတွေကိုလည်းငွေပတ်စံအပ်မယ်ပေါ့နော်ငွေရှာပေးမယ်မိဘတွေကိုလည်းအပတ်စံနေအပ်မယ်မိသားစုနဲ့ပဲပျော်ပျော်နေနေရမျိုး တွေ့တယ်နော်နောက်တစ်ခုကကြတော့တဲ့အဆိုင်လေးတွေကတဲ့ ြန်ပြီးတော့သွားချင်နေတာတစ်ခုရှိရယ်เนาะပြန်သွားချင်နေရဲ့ relationship တစ်ခုရှိရယ်ဆက်ဆံရေးတစ်ခု relationship တစ်ခုပြန်သွားချင်နေတဲ့ fair relationship ကိုပြန်သွားဖို့စ조사နေရလဲဆိုတော့တဲ့เนาะ fair relationship ကိုပြန်သွားဖို့စ조사နေရလဲဆိုတော့မပြီးပြတ်သေးတဲ့ဆက်ဆံရေးတစ်ခုเนาะမပြီးပြတ်သေးတဲ့ဆက်ဆံရေးတစ်ခုအဆိုင်လေးတွေမှာတွေ့ရယ်အဲ့ဟာဘာလဲဆိုတော့じゃတော့ ဲ့ဒီဆက်ဆံရေးမှာအဆိုင်တွေကနာကျင်ခဲ့ရတယ်နာကျင်ခဲ့ရတယ်ဆိုတာ past မှာလည်းနာကျင်ခဲ့ရတယ်အခုလက်ရှိမှာလည်းမပြည့်ပြည့်သေးတဲ့ဆက်ဆံရေးတစ်ခုရှိနေရနော်အဲ့ဒီဆက်ဆံရေးကြောင့်သူကတဲ့နာကျင်ခံစားနေရတာမျိုးလေးတွေ့ရအဲ့ဒီကဆက်ဆံရေးကအဲ common ဆက်ဆံရေးမျိုးဖြစ်တယ်အဲနည်းနည်း body wine ဆိုင်ရပေါ့နော် body wine ဆိုင်ရတက်မှတ်ဆွဲနှမှုတွေလည်းတွေ့ရတယ်အဲ့ဒီ relationship ကိုတဲ့နော်မပြည့်ပြတ်သေးပဲနဲ့ ပြတ်ပြတ်မလို့ဆက်မလို့ဖြစ်နေတယ် relationship တခုကို assign လေးတွေကပြန်သွားခြင်းနေရာကိုတွေ့ရတယ်အဲ့ဒါနဲ့အဆင်ပြေဖို့ရာကိုစူးစမ်းအားထုတ်နေရမျိုးကိုတွေ့ရတယ်နော်အဲ့ဒီဆက်ဆံရေးမှာကျတော့အဲရှန်ဖြစ်တာမျိုးလေးတွေဖိုက်တာမျိုးလေးတွေကိုတော်တော်လေးကိုတွေ့ရတယ်ပေါ့နော်စကားမြန်ရင်အဖြစ်နေပြီးတော့ပြက်လိုက်ဆက်လိုက်ဖြစ်နေလက်တလောပေါ့နော်တရားတွေ့ရတော့ဒါလက်တလောတွေ့တာ နော်အစောကပြန်လာခြင်းတာ x ကပြန်လာခြင်းတာဒါပေမဲ့ x ပြန်လာခြင်းတာကိုလက်မခံဘူးအလောက်ကိုစူးစမ်းနေရတယ်ဒါပေမဲ့နောက်ထပ်မပြည့်သေးတဲ့ဆက်ဆံရေးတစ်ခုကြတော့ assign တွေကအဲအဲ့ဒီသူကိုတော့စိတ်ပါတယ်လက်တလောတွဲနေတဲ့သူပေါ့နော်မပြည့်သေးတဲ့ဆက်ဆံရေးကိုတော့စိတ်ဝင်စားတယ်သူသူစီကိုပြန်သွားခြင်းနေရမျိုးတွေ့တယ်။နာခြင်းနေရတာမျိုးတွေလည်းတွေ့တယ်။စကားမြန်ရန်ဖြစ်တာမျိုးတွေလည်းတွေ့တယ်။နော်။ စကားမြတ်ရဲ့ဖြစ်တာမျိုးလေးလည်းတွေ့တယ်တဲ့ဒါပေမဲ့လည်းအဆုံးသတ်မှာပေါ့နော်အဆုံးသတ်မှာအဆိုင်လေးတွေကအဲ့ relationship ကနေပြီးတော့မှပဲနာကျင်စွာနဲ့နော်ထွက်ခွာနိုင်ခဲ့တာမျိုးတွေ့တယ်နောက်ဆုံးမှာတော့ငွေကိုပဲအဲစူးစမ်းရှာပြီးတော့မှအဲဒီဆက်ဆံရေးရနေပြီးအရန်ပင်ပန်းလုံးလို့ပေါ့နော်ရှုံထွက်ပြီးမှတယောက်တည်းဆင်ခဲ့နေရမျိုး တွေ့ရနောက်ပြီးမှအဲအဲ့ဒီနောက်ပိုင်းပေါ့နော် ရွေးချယ်စရာတွေများလာမယ်ပြီးတော့လို့ရှိရင်ပတ်စံနေကိုစူးစမ်းရှာတဲ့အတွက်ပတ်စံနေကတော်တော်လေးကိုစူးစမ်းမိမယ်အဲလောက်ဝိရဏာတွေရှင်ငွေတွေပါစူးစမ်းမိတဲ့အထီကိုအဲဖြစ်လာနိုင်တယ်လို့တွေ့ရပေါ့နော်ပြီးတော့ဗာလေးခင်းတော့ပန်နီကဲဆိုချိန်ကျတော့ငွေကြီးပိုင်းဆိုင်ရာကိုတော်တော်လေးကိုအဆင်ပြေလာမှာနော်အဲ့တော့အဲဒီနောက်ပိုင်းမှာဆက်ကြည့် ကြည်ထားတဲ့ဥစ္စာရတော့ energy ရတော့နည်းနည်းတော့ဟိုဝေးသွားပြီပေါ့နော်နည်းနည်းဝေးသွားတဲ့ energy တွေမှာဆိုလို့ရှိရင်เนาะအဲဒီနေရာဒေတာလေးတွေပြောင်းရွှေ့ရတာမျိုးလေးတွေဖြစ်မယ်ပြီးသွားရင်ဒီအလုတ်ကိုင်းနေမှာပေါ့နော်ရွေးချယ်စရာလေးတွေတခြားရွေးချယ်စရာချစ်သူကြီးစားနဲ့ပတ်သက်တဲ့ဆိုလို့ရွေးချယ်စရာလေးတွေအဲတွေ့လာလိမ့်မယ်လို့မြင်ပါတယ်เนาะဒါတော့ assignment တွေအတွက်အဲတစ်တလုံးကြုံတွေ့နေရတာလေးနဲ့ နောက်ဖြစ်လာမယ့်အရာလေးကိုအနေငယ်ကိုပြပြပေးထားပါရယ်အားလုံးကျေနပ်ကြမယ်လို့မျှော်လင့်ပါရယ်နော်